ြန်မာຫນွေဦးခရိုနီကယ်ဧပြီလ2မြင်ကွင်းတဖက်သက်အပြည့်ရဲ့အကြောင်းနဲ့ထိုးဆစ်ဆဲမှုတွေရနာကြောင်းလက်နက်ကင်အဖွဲ့အသီးသီးကကြေညာလူထောင်နဲ့ချီသေးဆုံးပြီးထောင်နဲ့ချီထိခိုက်ဒဏ်ရာရက တားနဲ့ချီတဲ့လူတွေငလှင်ပေးဒုက္ခတွေအဖြစ် နေချင်းရောက်ရှိသွားစေတဲ့စကိုင်းဒေတာကိုဗဟုပြုတ်ပြီးလှုပ်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့ငလှင်ပေးကြရောက်ပြီးနောက်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနှစ်ပတ်တာထိုးစစ်ဆင်မှုတွေရပ်နားမယ်လို့မတ်လ29ရက်နေ့မှာပထမဆုံးထုတ်ပြန်ခဲ့ပါတယ်အယူကြီးလက်အောက်ကကာကွယ်ဝင်ကြီးဌာနကတီချာထုတ်ပြန်ချက်တည်းရဲ့ထုတ်ပြန်ပြီးထိုးဆက်စင်မှုနှစ်ပတ်တာရပ်နားမဲ့ဒေတာတွေကငလင်တန်တဲ့ဒေတာတွေနဲ့ဆက်ဆက်ဒေတာတွေလို့ဖော်ပြထားတဲ့ ားပြီးရက်တန့်တဲ့ကာလကအတိကြအဖြစ်မတ်လ30ရက်နေ့ကနေဧပြီလ12ရက်နေ့အထိဖြစ်ပါတယ်ထိုးဆစ်စင်မှုရင်နာတဲ့ကြေညာချက်မှာပဲပြည်တွင်းပြည်ပအကူအညီကယ်ဆယ်ရေးအဖွဲ့တွေကိုလိုအပ်တဲ့အကူအညီနဲ့ကာကွယ်စောင့်ရှောက်မှုပေးဖို့လဲညွှန်ကြားထားကြောင်းဖော်ပြထားပါတယ်။ UNG အနေနဲ့ဘယ်နေရာဘေးဒေသတွေမှာထိုးဆစ်စင်နေတယ်လဲဆိုတာရှင်းရှင်းလင်းလင်းမသိရှိကြရသည့်အတိုင်း UNG ရဲ့ကော့ကဲမှုအောက်ကလက်နက်ကင်တပ်တွေအနေနဲ့အဆိုပါညွန်ကြားချက်ထုတ်ပြန်ချက်ကိုလိုက်နာကြရမယ်လို့ယူဆရပါတယ်။ဧပြီလ၁ရက်နေ့ညပိုင်းမှာတော့မြောက်ပိုင်းညီနောင်သုံးဖွဲ့ဖြစ်တဲ့ AA, GNLA, MNDAA တို့ကလည်းတလတာတစ်ဖက်သက်အပြစ်ရကြောင်းကြေညာချက်ကိုထုတ်ပြန်လိုက်ပါတယ်။ငလီနောက်ဆက်တွဲကေဆေးရင်လုပ်ငန်းတွေအ мян ဆုံးထိရောက်စွာဆောင်ရွက်နေရလို့အကြောင်းရင်းကိုပေါ်ပြထားတာတွေ့ရပါတယ်။ စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်ပွားလက်ရှိတဲ့နေရာတွေမှာမိမိကိုမိမိခုခံကာကွယ်သည့်တုံ့ပြန်မှုမျိုးမှလွဲပြီး၎င်းတို့ဖက်မှစတင်ထိုးစစ်ဆင်တိုက်ခိုက်မှုပြုမှာမဟုတ်ကြောင်းဧပြီလ၁ရက်နေ့ကနေ30ရက်နေ့ထိတလတာရန်နာကြောင်ကြေညာခဲ့တာဖြစ်ပါတယ်စစ်ကောင်စီကတော့နောက်တရက်ဖြစ်တဲ့ April 2ရက်နေ့မှာရက်20ကြာယာယီပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးကာလအဖြစ်ထုတ်ပြန်ကြေညာခဲ့ပါတယ်။အဆိုပါကြေညာချက်ထွက်ပေါ်ပြီး나ယီအနည်းငယ်ကြာမှာ ခင်အိုင်အုံရဲ့ဗဟိုကော်မတီကထိုးဆက်ဆင်တိုက်ခိုက်မှုများကိုရက်ဆိုင်ထားမယ်လို့ညတကောင်မတိုင်မီလင်းမှာပဲအပင်နှစ်ရက်နေမှာကြေညာခဲ့ပါတယ်။ခင်အိုင်အုံရဲ့ကာလသတ်မှတ်ချက်ကလည်းစစ်ကောင်စီရဲ့ကာလသတ်မှတ်ချက်အတိုင်းအပင်လနှစ်ရက်နေကနေ22ရက်နေ့ထိဖြစ်ပါတယ်။ငလင်တန်းခန်းစားရတဲ့ပြည်နယ်တွေတိုင်းတွေအနေနဲ့ကြည့်ရင်စကိုင်းတိုင်းမာလီတိုင်းပဲခူးတိုင်းနဲ့ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွေပါဝင်ပါတယ်။အင်းလီတောင်ကြီးဒေသတွေမှာငလင်ချောင်းထိခိုက်သေးဆုံးမှုတွေရှိခဲ့ပြီး ကုင္ကြီးကဲဆဲရေးတွေလှုပ်ဆောင်ရမယ်အထဲရှမ်းပြည်နယ်ရဲ့အစိုးပါဒေသတွေလည်းပါဝင်နေတာဖြစ်ပါတယ်ဆိုပါဒေတာတွေမှာတော့စစ်ကောင်စီဘက်ကပို့ဥနေချားဆောင်တက်တော်လှန်ရေးလက်နက်ကင်တွေဘက်က PNLA PNLO နဲ့ကရင်နီကရားဒေတာနဲ့ထိစပ်နေတဲ့ဒေတာတွေဖြစ်ပါတယ် နေပြည်တော်ပြင်းမနာတဝိုင်းမှာတော့ NUG MOD လက်အောက်ကပြည်သူ့ကာကွယ်တပ်ဖွဲ့တွေနဲ့လက်အောက်ကမဟုတ်တဲ့ဒေသကာကွယ်တပ်ဖွဲ့တွေလည်းရှိနေပြီးအခုလိုကြီးညာချက်တွေနဲ့ပတ်သက်လို့ဘလို့တုံ့ပြန်ကြတယ်လဲဆိုတာတော့မသိရှိကြရပါဘူး အခုလိုမြန်မာနိုင်ငံအလဲပိုင်းဒေသတွေငလင်တန်းကိုဆူဆူရွာရွာခန်းစားရချိန်မှာတစ်ဖက်နဲ့တစ်ဖက်ဆိုင်ထားကြတဲ့ဧရိယာတွေမှာကုန်ကြီးကေဆယ်ရေးတွေလွတ်လွတ်လပ်လပ်လုံနိုင်အောင်အပြစ်ခတ်ရက်စဲကြရမှာ ကာလအားဖြင့်သတင်းနှစ်ပတ်ကနေအများဆုံးတစ်လဖြစ်တာတွေ့ရပါတယ်။ပြည်တွင်းစစ်ကငလင်ကပ်ဘေးကိုပုံမှုအထိနာစေတာဖြစ်ပါတယ်။ပြည်တွင်းစစ်ကြောင်းကချင်းပြည်နယ်ရှမ်းမြောက်ဒေသကနေမလေးမြို့မှာတိမ်းရှောင်နေထိုင်နေကြတဲ့ မိသားစုအများပြားငလှင်ပေးမှာတည်ဆုံကြထိခိုက်ဒဏ်ရာရကြတဲ့အဖြစ်တွေသတင်းတွေနဲ့လူမှုကွန်ရက်မီဒီယာတွေမှာတွေ့နေရတာပါအကယ်၍သာအဲ့ဒီဒေတာတွေမှာတိုက်ပွဲတွေပြစ်ခတ်တိုက်ခိုက်မှုတွေမရှိခဲ့ရင်အခုလိုမန်လင်းငလှင်မှာအသက်ဆုံးရှုံးကြရမှာမဟုတ်ပါဘူးစစ်ဘေးကိုတင်းရှောင်နိုင်ပေမဲ့ငလင်ဘေးကိုတင်းရှောင်လို့မလွတ်ခဲ့ဘူးလို့ပဲယူဆကြရမယ့်အနေအထားဖြစ်ပါတယ်။ ခုသတင်းနှစ်ပတ်ကနေလေးပတ်ကြာအပြစ်ခတ်ရက်စဲခြင်းနဲ့ထိုးဆစ်ဆင်မှုရက်ဆိုင်ထားခြင်းတွေကပြည်တွင်လက်နက်ကင်ပြိပခါကိုစစ်ဆက်ဆွေးနွေးခြင်းအပြင်အပြေရှာဖို့လမ်းစတစ်ခုအခွင့်လမ်းတစ်ခုအဖြစ်မျှော်လင့်ကြတဲ့သူတွေလည်းမျှော်လင့်ကြပါတယ်။မကြာသေးခင်ရပ်ပိုင်းတွေအတွင်းတဘာဝဘေးအနေကြရောက်ပြီးဒီဘေးအနေကနေပြန်လဲထူထောင်ဖို့ရမှာငွေကြေးအချိန်ကာလအများကြီးလိုအပ်လာမယ်အနေထားမှာစေရရဖြည့်ရှင်းကြမယ်အစား တွေ့ဆုံဆွေးနွေးကြဖို့လမ်းကြောင်းကိုရေးသားကြတဲ့နိုင်ငံရေးလေလာသူတွေကို ဆိုရှယ်မီဒီယာသုံးဆွဲသူအချို့ကပြင်းပြင်းထန်ထန်ဝေဖန်ကြပါတယ်။ဝေဖန်သူတွေကအခုလိုကြုံရတဲ့အခြေအနေတွေအတွက် အာနာသိန်းစစ်ကောင်စီမှသာအားလုံးတောင်းဝန်ရှိပြီးစစ်ကောင်စီဆိုတာယုံကြည်ရတဲ့အဖွဲ့အစည်းတည်းရဲ့မဟုတ်ဘူးဆိုတဲ့ယူဆချက်ပေါ်အခြေခံပြီးပြောဆိုကြတာဖြစ်ပါတယ်။ ငင်းချိုင်းဆွေးနွေးဖို့စကားပြောဖို့တိုက်တွန်းတာထက်တိုင်းသားလက်နက်ကိုင်အဖွဲ့တွေလူတော်လှန်ရေးကာလမှာပေါ်ထွက်လာတဲ့ PDF တပ်ဖွဲ့တွေအနေနဲ့ခုလိုခြေနေမှာစစ်ကောင်စီစစ်ရေးရာအားနည်းနေချိန်မှာဆက်လက်ပြီးတိုက်ခိုက်အနိုင်ယူဖို့ဆိုတာမျိုးကိုပြောဆိုတဲ့သူတို့လည်းရှိနေတာတွေ့ရပါတယ်စစ်ကောင်စီအနေနဲ့၎င်းတပ်တွေအုပ်ချုပ်ရေးစီမံခန့်ခွဲရေးဖယူဖျေးဖြစ်နေချင်း အခွင့်ကောင်းယူတိုက်ခိုက်တင်နေဆိုတဲ့ယူဆမှုပါတို့ပေမဲ့အဲ့ဒီယူဆကတိတ်ပြီးထောက်ခံမှုမရဘဲခုလိုယာယီထိုးစစ်ရက်တစ်ဖက်သက်ပြည့်ရက်မဲဆိုတဲ့ကြင်ညာချက်တွေပေါ်ထွက်လာတာဖြစ်ပါတယ်လူထုအနေနဲ့ပြည်တွင်းစစ်ရက်ကျိုးဆက်တက်ရောက်မှုကိုခါးစည်းခံစားနေကြရဆဲဖြစ်ပါတယ်အဲ့လိုပြည်တွင်းစစ်ရက်တန်ကိုခါးစည်းခံစားနေကြရတဲ့လူထုအနေနဲ့အခုလိုနှစ်ပေါင်းတရာလောက်မှာတစ်ကြိမ်ဖြစ်လက်ရှိတဲ့ ကြီးမားတဲ့ငလင်ကြီးရဲ့တက်ရောက်မှုကိုထပ်ဆင့်ခန်းစားကြရတဲ့အနေအထားမှာနိုင်ငံရေးစစ်ရေးကောင်းဆောင်တွေအနေနဲ့လူထုရဲ့ဘဝတွေကိုထည့်သွင်းစဉ်းစားဖို့လည်းအရေးကြီးတယ်လို့ဆိုချင်ပါတယ်ရှင်။